င်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အေဘီလ73ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့အင်ဒိုဂျီအနီးမှာ KIA ပူးပေါင်းတပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။ကချင်ပြည်နယ်မူညင်းမြို့နယ်အင်ဒိုဂျီအနီးစနွင်းကုန်းကြီးရွာအုပ်စုနမ်မွန်စုစည်းရွာနဲ့အင်းသာရွာဘက်မှာစစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အေဗီလာ17ရက်နေ့မှာစစ်ကောင်စီနဲ့ SND ရှမ်းပြည်ပူးပေါင်းတပ်ဖွဲ့နဲ့ KIA PDF လက်ကင်းအဖွဲ့တို့မနက်၄နာရီကနေ၈နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီနဲ့ရှမ်းပြည်ပြည်သူစစ်ပူးပေါင်းတပ်ဖွဲ့ဘက်က၅ဦးတေဆုံးခဲ့ကလက်နက်နှစ်လက်ခဲယမ်းနဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရမိခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပါတယ် KIA တပ်မဟာကို တရက်26နေမြေစနွင်ကုန်းဘက်ကစစ်ကောင်စီတပ်နဲ့ SNE ပူးပေါင်းအဖွဲ့ကစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါတယ်။ဒါအပြင်နေ့လယ်7:40မိနစ်ခန့်မှာကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲခဲ့ကာဒရုန်းတွေနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီတာလွန်အင်အားဖြင့်မူပြင်းမြို့ကိုစစ်ကောင်စီထိုးစစ်ဆင်နေပေမဲ့ ခုခံထိန်းချုပ်ထားနိုင်စေဖြစ်တဲ့တည်ငုံတင်ပြပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်ဖေကုံမြို့နယ်ရှမ်းကရင်နီနေဆက်ကမိုးပြင်းမြို့ကိုတာလွန်အင်အားဖြင့်စစ်ကောင်စီကထိုးစစ်ဆင်နေပြီးမဲ့မဟာမိတ်တပ်များနဲ့အတူခုခံကာကွယ်ထားစေဖြစ်တယ်လို့တရင်805နေပြည်တော် PDF ကထုတ်ပြန်ထားပါရီ။မိုးပြင်းလွိုက်ကော်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်ထားနိုင်ဖို့စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ကူ drone နဲ့လေကြောင်းပစ်ကူများအလုံးအကျုံအသုံးပြုက2025နှစ်စပိုင်းကစတင်ထိုးစစ်ဆင်နေတာပါ။မိုးပြင်းမြို့ကို မဟာမိတ်တပေါင်းစုနဲ့အတူနေပြီးတော့ PDF ကလည်းခုခံတိုက်ခိုက်နေပြီးတော့နေစဉ်တိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖက်မှအထီးကိုက်ကြဆုံများပြားနေပြီးတော့တရင်805နေပြီးတော့ PDF ထဏောင်းစစ်ကြောင်းမှဒုရီယာတက်ခွေမှုတအူမြင့်မြတ်စွာ ကြာဆုံးခဲ့ကရဲဘော်6ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ် လက်ရှိအချိန်ထိမိုးပြင်းမြို့ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များဘက်ကထိန်းချုပ်ထားနိုင်စေဖြစ်ကာစစ်ကောင်စီကတိုက်ပွဲဧရိယာမဟုတ်တဲ့အရက်သားများရှိရာကိုလက်နက်ကြီးလေကြောင်းများဖြင့်ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကာထိခိုက်သေးဆုံးမှုများလည်းရှိတယ်လို့သိရပါတယ်ခင်ဗျာဆလဘီတောင်တကုံမြို့မှာရဲစခန်းအားလက်ပစ်ဘုံဖြင့်ဖောက်ခွဲတိုက်ခိုက်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ရန်ကုန်တိုင်းတကုံမြို့သစ်တောင်ပိုင်း တောင်မြောက်လမ်းစုံအနီးမှာရှိတဲ့မြို့မရဲစခန်းအားလက်ပစ်ဘုံဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ The Black Line အဖွဲ့ကထုတ်ပြန်ထားပါတယ်။အေဘီလာ၁၂ရက်နေ့မွန်လွဲတနအီအချိန်ကမှ The Black Line အဖွဲ့ကလက်ပစ်ဘုံတလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ရဲတပ်ဖွဲ့ဝင်၂ဦးရှိရာနေရာကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့ရဲတပ်သားတအူပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဆက်စင်ရေးဆောင်ရွက်ခဲ့တဲ့ The Black Line ရဲဘော်များဘေးကင်းစွာဖြင့်လုံခြုံစိတ်ချရတဲ့နေရာကိုရောက်ရှိပြီဖြစ်တယ်လို့အတည်ပြုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီး KNU ခလယ်လီထူခရိုင်မှာစစ်ကောင်စီကပြည်သူတို့အုပ်ကိုအကြောင်းမဲ့ဖမ်းဆီးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ကရင်အမျိုးသားအစည်းအရုံးခလယ်လီထူခရိုင်စောတိမြို့နယ်မှာတိန်စရဲအခြေဆိုင်ခမာယ239တက်ရင်မှစစ်ကောင်စီတပ်သားများကဈေးဝယ်ထွက်လာတဲ့ပြည်သူတို့အုပ်ကိုအကြောင်းမဲ့ဖမ်းဆီးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ဧပြီလ10ရက်နေ့ကတိန်စရဲမြို့ပေါ်ကိုဈေးဝယ်ထွက်လာတဲ့ တတ်မှန်စရက်မှာရောဘတ်ချစ်လုပ်ငန်းလုပ်ကိုင်းသူအသက်30အရွယ်ရှိတဲ့ဇင်မင်းထိုက်ဆိုသူကိုညနေ6နာရီခွဲခန့်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအတင်းအဓမ္မဖမ်းဆီးခဲ့တာပါဒါပြင်အေဘီလာ9ရက်နေ့ည10နာရီမှာခလာရ264တပ်မှ120မမလီလုံးပြစ်ခတ်ခဲ့ရာထောလူခိုကောက်မေသူနဲ့ပန်းတင်ဂုံကြီးွာတို့မှကြားရောက်ပောက်ခွဲခဲ့ပြီးတော့နေအိမ်တစ်လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်ည9နာရီ48မိနစ်မှာလဲကျင်ကွင်းကြီးွာကိုစစ်ကောင်စီတပ်ကဒရုန်းဖြင့်ပုံချတိုက်ခိုက်ခဲ့ရာနေအိမ်နှလုံးထိခိုက် ဖျက်ဆီးခဲ့ပါတယ်။အလားတူအေဗီလန်၁၇ရက်နေ့မှာ လေထူမျိုးနယ်ကွင်းစိတ်ကြီးရွာကိုစစ်ကောင်စီကဒရုန်းဖြင့်ဘုံတိချတိုက်ခိုက်ခဲ့ရာလေလန်းဆောင်အနီကျရောက်ခဲ့ပြီးတော့နေအိမ်နှလုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။အေဗီလာ၈ရက်နေ့ည9:45မိနစ်မှာလဲခလာရ264တက်ကနေ120မမနှလုံးပစ်ခတ်ခဲ့ရာတောင်ခင်ကျေးရွာဖုန်ကြီးကျောင်းတဲကျရောက်ပောက်ကွဲခဲ့ပြီးတော့ဖုန်ကြီးကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးနထိုးကြီးမြို့နယ်လက်ဝဲမြင်းနီရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာတပ်ကြီးအမျိုးသားတအုပ်တီဆုံးပြီးတော့နေအိမ်၅လုံးမီးလောင်တဲ့တရင်ကိုတင်ပြပေးပါမယ်။အေဗီလာ၁၇ရက်နေ့ည9:00နာရီမိနစ်20ခန့်မှာနထိုးကြီးမြို့နယ်လက်ဝဲမြင်းနီရွာကိုမြင်းကျက်မြို့နယ်ခမာရ15မှာ အချမ်းဘတ်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသသတင်းများအရသိရပါသည်။အချမ်းဘတ်စစ်တပ်ရဲ့လက်နက်ကြီးများကြောင့်အသက်၈၂နှစ်အရွယ်ဦးပေါ်တန်ကြည်စားထီမန်ကပွဲချင်းပြီးတည်ဆုံးခဲ့ပြီးတော့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်နေအိမ်၅လုံးမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတာကောင်ကြီးစာတင်ချောင်းကိုစစ်ကောင်စီကကြက်ဖိုက်တာဖြစ်ပြစ်ခတ်တိုက်ခိုက်တဲ့တရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းပခုတ်ကူခရိုင်ရေစကြိုမြို့နယ်ရေလေကျွန်းဒေသတာကောင်ကြီးရွာစာတင်ချောင်းကိုစစ်ကောင်စီကကြက်ဖိုက်တာဖြစ်အကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရေစကြိုတောင်ရှိ info committee ကထုတ်ပြန်ထားပါတယ်။ April 12ရက်နေ့မနက်စင်နိုင်ဝန်းကျင်မှာလေကျောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီးတော့ကျောင်းသားပြည်သူများဘေးလွတ်ရာကိုထွက်ပြေးနိုင်ခဲ့တာကြောင့်ထိခိုက်သေးဆုံးမှုမရှိခဲ့ဘူးလို့ဆိုထားပါတယ်။ ဇာတင်ကျောင်းဆောင်နဲ့ကျောင်းသုံးပရိဘောဂပျက်စီးများထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့လည်းသိရပါပါတယ်ခင်ဗျာဆလဘီတပင်းရင်းမှာလေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်၃ပါးနဲ့ခလီငယ်တအူးအပါဝင်၅ဦးတည်ဆုံတဲ့တရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းတပေးရင်မြို့နယ်တက်ခက်ကျေးရွာတောင်ငူဖုံးကြီးချောင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ရာကိုရင်၃ပါးနဲ့ခလီငယ်တအူးအပါဝင်၅ဦးတည်ဆုံခဲ့တယ်လို့တပေးရင်ဒေသခံတရင်ရင်မြစ်ကသိရပါတယ်။အေဗလာစနေနေ့နေ့လယ်၂နာရီခန့်မှာလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီးတော့ကိုရင်၃ပါးចောင်းသားလေးမောင်စူနီနဲ့ဆစ်ဆောင်ပြည်သူဦးမောင်စူသူတို့တည်ဆုံခဲ့တယ်လို့ဆိုထားပါတယ်။ဒါအပြင်ကိုရင်၅ပါးနဲ့ဆစ်ဆောင်ပြည်သူတအူးစုစုပေါင်း ်6ဦးလေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဆလဘီရေဗျူခလာရ439တက်ရင်မှာ စစ်ကောင်စီတပ်သားတအူမိသားစုနဲ့အတူအလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ်။ဧပြီလ17ရက်နေ့မှာရေပြူမြို့နယ်ခလာရ439တပ်ရင်းမှအသက်24နှစ်အရွယ်စစ်ကောင်စီတပ်သားရဲမင်းခန့်ဟာဇနီးဖြစ်သူမဝင်းစန်တီတိုးနဲ့အတူအလင်းဝင်ရောက်လာခဲ့ကြောင်းဂျိုးပြူပြောက်ကြားတပ်ဖွဲ့မှတရင်ထုတ်ပြန်ထားပါရီ။၎င်းတို့ဟာဧပြီလ10ရက်နေ့မှာထွက်ပြေးလာခဲ့တယ်လို့သိရပြီးတော့လုံခြုံတဲ့နေရာကိုပို့ဆောင်ထားကစာဝတ်နေရေးနဲ့မိသားစုပြန်လည်ထူထောင်ရေးအတွက်လှုံ့ဆော်ပေးသွားမယ်လို့သိရပါရီခင်ဗျာ။ ဆက်လက်ပြီးကရင်နီပြည်တက်မတော်ထိန်ချုပ်နေမြို့မှာအရေးပေါ်အခြေခံစီးတင်နှန်းဖွင့်လှစ်ခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ကရင်နီပြည်တက်မတော် KA ထိန်ချုပ်နေမြို့မှာအရေးပေါ်အခြေခံစီးတင်နှန်းအပတ်စဉ်တက်တင်နှန်းစင်ပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လကတင်နှန်းစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့အရေးပေါ်ကယ်ဆယ်ရေးအပိုင်းကိုအဓိကတင် जा ပေးခဲ့က AB လ12ရက်နေ့မှာ တင်နန်းစင်ပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အပတ်စဉ်1တင်နန်းကိုတင်နန်းသားတင်နန်းသူ23ဦးတက်ရောက်ပြီးစီးခဲ့ပြီးတော့တင်နန်းဆရာဆရာမ3ဦးဖြင့်တင်ကြားပေးခဲ့တာလို့ဆိုပါတယ်။ရှေ့တန်းစစ်မြေပြင်မှာအရေးပေါ်ကဲဆယ်ရေးဆောင်ရွက်နိုင်ဖို့စေးမှုတွေလိုအပ်နေတာကြောင့်အခုလိုတင်နန်းကိုဖွင့်လှစ်ခဲ့ရတာဖြစ်ပြီးတော့မုံမှန်တင်နန်းတွေဆက်လက်ဖွင့်လှစ်သွားမယ်လို့လည်းသိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီးရီးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်မင်းစစ်သွေးနဲ့ Car Shell 2ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။